ုဒ္ဓဆိုတာရုဒ္ဓတသက်တာဖြစ်လို့ကယ်တင်ရှင်မဟုတ်ဘူးလို့ပြောလာခဲ့တဲ့တရားဆောင်တဲ့ဆိုတော်ဟိမင်းသူမင်္ဂလာပါပရိသတ်ကြီးရှင်တရားဆောင်တဲ့ဆိုတော်ဟိမင်းသူကတော့ MTV4 ဆလန်တွဲတွေမှာပါဝင်တရားဆောင်ဘူးသူတယောက်ဖြစ်တယ်လို့လူငယ်ပရိသတ်တတော်များများရဲ့တဲတဲလှုပ်အားပေးခြင်းကိုခံခဲ့ရဘူးသူတယောက်လည်းဖြစ်ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ဟိမင်းသူကဇကားဆိုင်ကူမှုတွေနဲ့သွားခဲ့ပြီးသူယုံကြည်ရာဖះနဲ့ပတ်သက်တဲ့အလုပ်တွေကိုသာပုံမှုလောက်ကင်လာခဲ့တာလည်းဖြစ်ပါတယ်။ အခွင့်ရပါရအတွင်းမှာတော့ဟိမင်းသူကသူ့ရဲ့ဘာသာရေးအမြင်နဲ့ပတ်သက်ပြီးဗုဒ္ဓဆိုတာရုပ်တုတစ်ခုသာဖြစ်လို့ကဲတင်ရှင်မဟုတ်ဘူးဆိုပြီးတော့ပြောလာခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်သူကဗုဒ္ဓဆိုတာတကယ်ရှိတယ်ဆိုတဲ့တိကျတဲ့သက်သေမရှိဘူးလို့လည်းထပ်မံပြောကြားလာခဲ့တာဖြစ်ပါတယ်။ ဟိမင်းသူဟာမူလပထမကမိယိုးဖလာဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ခဲ့ပြီးနောက်ပိုင်းမှာတော့ခရစ်စတန်ဘာသာကိုယုံကြည်သွားခဲ့ကဗုဒ္ဓဘာသာကနေခရစ်စတန်ဘာသာသို့ပြောင်းလဲသက်ဝင်ထားသူတစ်ယောက်လည်းဖြစ်တာကြောင့်အခုလိုဗုဒ္ဓနဲ့ပတ်သက်ပြီးဝေဖန်ပြောဆိုနေတဲ့အပေါ်မှာတော့ပရိသတ်တွေကြားထဲမှာလူပြောများနေကြတာလည်းဖြစ်ပါတယ် သူအနေနဲ့ကိုယုံကြည်ရာကိုလွတ်လပ်စွာကိုးကွယ်ခွင့်ရှိပေမယ့်အခုလိုဗုဒ္ဓဆိုတာတကယ်မရှိခဲ့ဘူးလို့ပြောဆိုလာတဲ့အပေါ်မှာတော့ဗုဒ္ဓဘာသာဝင်တွေအနေနဲ့လက်ခံနိုင်စရာအကြောင်းမရှိတဲ့အခြေအနေမျိုးလည်းဖြစ်သွားခဲ့တာဖြစ်ပါတယ်လက်ရှိမှာတော့ဟိမင်းသူကခရစ်ယာန်ဘာသာနဲ့ပတ်သက်တဲ့ဘာသာရေးကိစ္စတွေမှာဆွမ်းဆွမ်းတမန်ဆောင်ရွက်နေသူတယောက်ဖြစ်ပြီးဖျားချီးမိုးတဲ့ပွဲတွေမှာလည်းပွဲတိုင်းလိုလိုပါဝင်နေခဲ့တာပဲဖြစ်ပါတယ်။ 主じゃだ。南京也是最美的神路。阿贝多玛们叫做路，那天也是的。龙中中的天来做的。 the King. 耶稣叫吧，那被钉在十字架上的十字架，那被涂抹着的路，被耶稣洗净的，路就走的轻而易举的，洗净的。 같은데? 어.